နီလာတိုင်ကီကကောင်မလေးတယောက်ဟာတာမမီတာစုကနေမွေးဖွားလာခဲ့ပါတယ်။အဖေကစဖို့မှုတယောက်ဖြစ်ပြီးအမေကလည်းတာမမပါပဲ။သူမမအင်မတန်ရိုးရှင်းလာတဲ့အိမ်မက်လေးရှိပါတယ်။ ဒါကသူ့ဖေလိုဟင်းချက်ကောင်တဲ့သူနဲ့လက်ထပ်ပြီးမိသားစုကိုတည်ထောင်လို့ဘဝကိုဖြတ်တန်းသွားခြင်းရောပါပဲ။ဒါပေမဲ့ဒီနေ့မှရှင်တို့တိုင်ပြည်နဲ့တိုက်ကြတဲ့စစ်ပွဲမှာသူမချင်းမြန်လို့ရတဲ့ဖခင်ကိုဆုံရှုံလိုက်ရပြီးမိခင်ကလည်းသူမဖေစိန်နဲ့ပဲဆုံရှုံသွားရတဲ့အခါယူရှင်တဲ့အိမ်မက်ကနေကြီးမားခက်ထန်တဲ့အိမ်မက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒါကတော့ရှင်တို့တိုင်ပြည်ကိုလက်စားချေလို့ခြင်းပါပဲ။ န်ချမာကခွင့်ရပေးခဲ့တယ်ပဲပြောရမလား။သူမဟာနီလာမင်တာလှုပ်ချန်ခံရတဲ့ချိန်ဝင်ရောက်ခဲ့စေခဲ့ပြီးမင်တာရဲ့တရားရခိုင်နှုန်းယုံကြည်မှုကိုရထားတဲ့သူဖြစ်ပါမယ်။ဒီအိမ်မက်တိုင်းလှူရှာနေမထင်မှတ်ထားတဲ့လူတယောက်ဒီမှာဘဝထဲကိုဝင်လာခဲ့တဲ့အခါအဲ့ဒီလူကိုကဲတင်နိုင်ဖို့ပဲခက်ထန်တဲ့အိမ်မက်ထဲကိုနင်းမြုပ်တထန်နင်းမြုပ်လာချိန်မှာတော့ဒီမှာကတောင်စုတစ်ခုရွှေနေပါသေးတယ်အဲ့ဒါကတော့သူနဲ့စစ်မြေပြင်မှာမတွေ့ရပါစေနဲ့တဲ့ရွှေဟောက် အချိန်မှမြန်ကတို့စစ်မြေပြင်မှာထိတ်တိုက်တွေ့ခဲ့ရင်နင်ပါလုံးမှလည်းနင့်မတော်ကက်ခင်၃ချိန်တတိညာတာပေးမယ်။အစုံကနင့်ကို၄ချိန်ညာတာပေးမယ်။သူမကတော့လက်ရှိနေလာရဲ့အေကရီမဖြစ်လာတဲ့ကျွီးစီဖြစ်ပါလေ။ချွီထျမ်းလာရဲ့ယုံကြည်မှုနဲ့အတူစစ်ရေးပြူဟာပရိရဲ့မှာအယံကျွဲသွားတာကြောင့်စစ်နက်ဖျားမလို့ခေါ်တွင်ပါလေ။သူမဟာဒုတိယ BB တောင်ဖြစ်ပါလေ။ကျေးဇူးပါရှင်။